မှာပြည်သက်ကြီးအခုတင်ဆက်ပေးချင်တာကတော့အခုလိုကြောင်းရင်းကြောင်းအစောဘွားကနေတိမ့်တောင်းချီတန်တဲ့ရေနာဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အစောရေဘကောင်ဝင်းကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ပြည်သက်ကြီးတို့ရဲ့အနုပညာရှင်တယောက်ကသူ့ရဲ့အောင်မြင်မှုကိုအရင်တည်ပြီးနောက်ထပ်လုပ်ငန်းတစ်ခုမှအောင်မြင်အောင် လုပ်ပြသွားတာကလေးစားစရာကောင်းပါတယ်ဒီနေ့မှာတော့အဲ့ဒီလိုနုပညာလမ်းကြောင်းပေါ်ကနေစူပါဘက်ကိုပူပြောင်းပြီးအောင်မြင်မှုမှတ်တိုင်တက်ဆိုင်ထွန်းနိုင်ခဲ့သူတယောက်အကြောင်းပြောပြချင်ပါတယ်သူကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်အမျိုးသမီးဆိုတော့တအုပ်ဖြစ်တဲ့ရေဘကောင်ဝင်းပါပဲ အခုဆိုရင်သူကပရိသတ်ချစ်တဲ့အစရောတယောက်ဖြစ်တာမကဂျော်ရင်းပိုင်ရေဘကစ်ရဲ့တိမ်မောင်းတောင်းချီတန်းရဲ့ရဲနာဆိုင်ကြီးရဲ့ပိုင်ရှင်ဖြစ်နေပါပြီ။ရေဘကဝင်းဆိုရာနဲ့ကချင်မြေရဲ့အာမန်အပြေးနဲ့အမှုပညာရှင်တယောက်ရဲ့ပုံရိပ်ကိုအားလုံးမြင်အောင်မိကြမှာပါ။သူရဲ့ခမိုင်မိုင်ဟန်ပန်နဲ့ထူးခြားတဲ့အသံဂီတလောကမှာသူ့ကိုအစားထိုးများတဲ့နေရာတစ်ခုရရှိခဲ့ပါတယ်။နေပါများစွာအောင်မြင်တဲ့ဒေသချင်းကောင်းများစွာနဲ့ပြည်သက်ကိုဖျော်ဖြေခဲ့ပြီးအခုချိန်ထိလည်းအပိပူမကြသွားတဲ့ထိတ်တန့်စရော်တယောက်ပါ ဒါပေမဲ့ရေဖက်ကဝင်းကအမှုပညာမှာပဲသူ့ရဲ့အရေးသွေးတွေကိုအဆုံးသတ်သွားခဲ့ပါဘူး။ဂီတဆင်မြင့်မော်ကနေတလက်လက်တောက်ပနေတဲ့စိန်ရွှေရနာလောကရဲ့ဘူပါသူ့ရဲ့ခြေလန်းတွေကိုချဲ့တွင်ဝင်အောင်လာခဲ့ပါတယ်။သူ့ရဲ့ Jewelry by Rebecca ဆိုတဲ့လုပ်ငန်းကြီးကဘလို့ဖြစ်တည်လာတယ်လဲဆိုတော့အစကခင်မင်ရင်းနှီးတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုအရေးသွေးကောင်းတဲ့ယတနာလေးတွေရောင်းချပေးရကနေစခဲ့တာပါ။သူရဲ့ယူသားမှုနဲ့ပျက်စီးမှန်ဈေးနှုန်းမှန်တာကြောင့်တဆင့်စကားတဆင့်နာနာမည်ကောင်းရလာပြီးအပိသူတွေများလာတဲ့အခါမှာတော့အခုလိုခန်းထားတဲ့ဆိုင်ကြီးဖြစ်တဲ့ရုံကိုဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ လူတွေကတော့ဆိုတော့တယောက်အနေနဲ့ဒီတော့ကြီးမားတဲ့ရန်နာဆိုင်ကြီးကိုဖွင့်ဖို့ငွေအရင်းနှီးကဖဲကားရတာလေအမှုပညာအလုပ်ကပဲရတာပေါ့ဆိုပြီးထင်ကြီးကြီးအများကြီးပေးခဲ့ကြပါတယ်ဒါပေမဲ့ရေပကဝင်းကအတီးပေါ်မှာစိတ်ဝင်စားစရာကောင်းတဲ့ရှင်းလင်းချက်တခုပေးခဲ့ပါတယ်သူပြောတာကတော့အမှုပညာအလုပ်ကရရဝင်ဝေးဆိုတာ music video တွေရိုက်အစင်မော်တက်ဖို့ဝန်စားတွေပြင်ဆင်တာနဲ့ပဲကုန်ကျစရိတ်ကအတူတူဖြစ်ပြီးတော့ဘဲစားဘဲကြိတ်ပါပဲအမှုပညာကလည်းအမျက်စွန်းကြီးကြီးမားမားမမြော်မှန်းမဲအမှုပညာကိုချစ်တဲ့စိတ်ပရိသတ်ကိုချစ်တဲ့စိတ်နဲ့ပဲလှူတာပါလို့ရှင်းပြခဲ့ပါတယ် ဒီရနာဆိုင်ကသူ့ရဲ့တခြားသောစီးပွားရေးလုပ်ငန်းတွေကနေရရှိလာတဲ့အကျိုးမြတ်တွေနဲ့တည်ထောင်ထားတာဖြစ်တယ်ဆိုတာပါပဲ။ဒါကဘာကိုပြနေလဲဆိုတော့ Rebecca Wing ကအစရောတယောက်ဖြစ်နေစင်ပါပဲ။နောက်ကမှတခြားစီးပွားရေးလုပ်ငန်းတွေကိုလည်းအောင်မြင်အောင်တည်ထောင်ထားနိုင်ခဲ့တယ်ဆိုတဲ့အချက်ပါပဲ။သူ့ရဲ့စီမံခန့်ခွဲမှုစွမ်းရည်နဲ့စီးပွားရေးအမြင်တွေဘယ်လောက်ရှိလဲဆိုတာဒီအချက်ကသက်သေပြနေပါတယ်။ဒီတော့အစရော Rebecca Wing တယောက်တင်းတောင်းချီတန်းနဲ့ရနာဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အဓိကအကြောင်းရင်းက အနုပညာဝင်ငွေတခုတည်းကိုပဲအားကိုးမနေပဲသူရဲ့ကြိုးစားမှုနဲ့တခြားစီးပွားရေးလုပ်ငန်းတွေကိုပါတိုးချဲ့လုပ်ကိုင်နိုင်ခဲ့လို့ပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောဘလို့မြင်ကြပါသလဲ။အနုပညာရှင်တယောက်ရဲ့ဒီလိုဘတ်ဆောင်ထူးချွန်မှုကိုအားကြလေးစားမိကြလား။ရေဖကောင်ဝင်းရဲ့အနုပညာနဲ့စီးပွားရေးကိုဟန်ချက်ညီညီပုံဖော်နိုင်စွမ်းကပရိသတ်တွေအတွက်ဘလို့မျိုးအတွေးမြင်သစ်တွေအတူယူစရာတွေပေးနိုင်မလဲဆိုတာ comment မှာဝင်အောင်ဆွေးနွေးပေးခဲ့ပါဦးနော်။နောက်တစ်ခါမှလည်းစိတ်ဝင်စရာကနောက်တစ်ခါမှလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့အတူပြန်ဆောင်တွေ့ကြပါမယ်။ ဆုံးတင်နာရှင်ဆီရှိပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ထိုင်လန်၆ဖြားစရာတရေဇက်လန်ပုံစံထ၆ဇက်လန်တွေရဲ့ပရီးမီးယားရှိုးပွဲအခမ်းအနားကိုကျင်းပရဲဆိုတဲ့သတင်းလေးပါထိုင်လန်၆ဖြားစရာတရေဇက်လန်ပုံစံထ၆ဇက်လန်တွေပရီးမီးယားရှိုးပွဲအခမ်းအနားကိုရင်းနှီးအောင်ရန်ကုန်မြို့အလုံးမြို့နယ်မှာရှိတဲ့ Slabs Hotel မှာကျင်းပခဲ့ပါတယ်ကျွန်တော်နဲ့ကိုညိုကမဆုံးဖြစ်တာဆယ်နေဝင်းကျင်ရှိနေပါပြီဒီဇက်ကားမှာပြန်လည်ဆုံရင်းနဲ့ရိုက်ကူးခဲ့ကြတာပါ ။နောက်ပြီးတော့ဒီဇက်ကားကကျွန်တော်နဲ့ပထမဆုံးလိုက်တွဲပြီးတခြားသရုပ်ဆောင်တွေလည်းပါလာပါတယ်။နောက်အထက်က6ကိုရောက်လာတဲ့ចောင်းဆရာတယောက်အနေနဲ့ပါဝင်ထားပါတယ်လို့အကယ်ဒမီကြော်ကြော်ဘုကပြောပါတယ်အဆိုပါဇက်ကားကိုရောဇလန်ဇက်ညွန်းနဲ့ဒါရိုက်တာအကယ်ဒမီညိုမင်းလွင်ကရိုက်ကူပြီးနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့အကယ်ဒမီကြော်ကြော်ဘုဗီတာမင်ဘန်းအောင်ချေမြရဝင်းလဲရွှေစိုင်းနေယုံအင်ဂျူရီမွန်အေဂရီမိုတန်ဂရီမြင့်တန်ခင်မြင့်ရွှေဝင်းမုံစံပုံနမီအောင် မင်းဒီပါကျော်စတဲ့သူတွေပါဝင်ထားကြပါတယ်။အပိုင်း၁၂ပိုင်းပါဝင်တဲ့ထ6ဇလန်တွဲကိုတော့လာမယ့်အောက်တိုဘာလ10ရက်နေ့ကစပြီး show like application မှာ show like application မှာပြသသွားမှာဖြစ်ပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့ပရိသတ်ယွန်းနာထက်ကိုကိုကိုပိုယွန်းနဲ့ဆိုတဲ့အချက်ရည်တင်ကလတ်တက်တဲ့ဝစ်ဝစ်စားတွေဝစ်လို့လူညွားရဲ့ယွန်းစရာကြီးမုန်းစရာကြီးဆိုပြီးအပြောခံရတဲ့အချက်ရည်တင်ကတော့ပရိသတ်ယွန်းတယ်လို့သူ့ကိုယ်သူလည်းယွန်းပါရတဲ့နော် ပြိသက်တွေကသူ့ကိုကြည့်ပြီးဝစားထားတာယွန်းစရာကြီးပေါင်ကြီးရလဲယွန်းစရာကြီးဆိုပြီးပြောနေတယ်လို့သူ့ကိုသူပြန်ကြည့်ပြီးယွန်းစရာကောင်းနေဆိုတာလဲလက်ခံတယ်လို့ဆိုပါရယ်အပြင်မှာသာပိန်ပါပြီးတော့ LCD လို့ဖြစ်နေပြီးမဲ့ကင်မရာထဲမှာတော့ပူတူတူနဲ့ကြည့်ရဆိုတယ်ယွန်းဖို့ကောင်းတယ်ပြိသက်မပြောနဲ့ကိုကိုကိုတော်ယွန်းပါတယ်ခြေရင်းကတော့သူများမဗလိန်နိုင်အောင်ကိုကိုကိုဗလိန်နေလားမှတ်ရပါတယ်မိသားစုပေါ်တိထက်လွန်တဲ့ခြေရင်းကိုဝေဖန်ရင်မကြိုက်ဘူးဆိုတဲ့အမားဖြစ်သူကတော့ ူတွေမြန်မာသားချက်တွေတင်းကောင်ပေါ့ပြက်ပြက်ဖြစ်နေပေမဲ့မိသားစုပေါ်မှာလူရာထပ်ပို့ပြီးတာဝန်ကျတဲ့အညီမာလေးတယောက်ဆိုပြီးတော့အမဖြစ်သူကလည်းပြောပြလာတာဖြစ်ပါတယ်ရှင်။တိန်လုံးကိုလည်းရှာပွေကျွေးမွေးထားတဲ့ပြင်သူ့ကိုလည်းညီမဖြစ်သူကပဲအိမ်အောင်ချပြီးတော့ထောက်ပံ့ပေးထားတာပါ။တဲ့အိမ်လုံးပေါ်မှာတိတက်လုံးနဲ့ညီမလေးဖြစ်သူဝေဖန်ခံပြောဆိုခံရတာမို့အမဖြစ်တဲ့သူကစိတ်မကောင်းဖြစ်နေရတာပါ။ အမရဲ့နာမည်အရင်ကလည်းချယ်ရီတင်အစရောချယ်ရီတင်ကလည်းပြန်ဝဲပြန်မှုမှပုံတင်မရှိလို့အမမှပုံနေနဲ့ပြန်လို့အစရောချယ်ရီတင်ဖြစ်လာပါဒါကြောင့်မို့အမနဲ့ညီမကနာမည်တခုရဲ့တူနေရပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်မင်္ဂလာပါပရိသတ်ကြီးအခုတင်ဆက်ပေးချင်တာကတော့သူ့ဘွားမှာအမှုပညာလုပ်ဖို့အခက်အခဲချားကကြိုးစားနေခြင်းလက်တွဲခေါ်ခဲ့တဲ့ယေရှုရှင်ဖြစ်သူတိရွဆောင်နေတို့ကိုတရင်ကျမှာတွားရောက်ကြောခဲ့တဲ့ခန့်ကျော်ပါ တေဥဆောင်ခန့်ကျော်ကအနုပညာလောကရဲ့ဝင်ရောက်ခွင့်ရဖို့စကားတွေအများကြီးပေါဝင်ခွင့်ရဖို့အခက်အခဲများစွာရှိခဲ့ပြီးကျိုးစားနေရခြင်းများသူ့ကိုလက်တွဲခေါ်ပြီးနေရပေးပေါဝင်ခိုင်းခဲ့တဲ့တေဥဆောင်နေတို့ကိုကျေးဇူးရှင်တဦးအနေနဲ့သတင်းချုပ်ကာရောပြုကြောခဲ့တာဖြစ်ပါတယ်။ခန့်ကျော်ကကျွန်တော်ကိုရံပယ်လေးဆိုပြီးပရိသတ်တွေသိစေဖို့အခွင့်အရေးပေးခဲ့တယ်။ကျွန်တော်ကိုရုံုံချီချီသတိတရလက်တွဲခေါ်ပြီးခဲ့တယ်။အခုဆိုရင်အရင်ကလောက်မခက်ခဲတော့ပဲကျွန်တော်သားမကကျွန်တော်မိသားစုရောပြည်လင်းနေနိုင်အောင်နေရာတစ်ခုရောက်အောင်ဖန်ပြီးလမ်းဖောက်ပေးခဲ့တယ်။ ကျွန်တော်ဂျေဇူးရှင်ကိုကြီးနေတို့ကိုဒီနေ့ကြောခွင့်ရခဲ့လို့အရန်ပြောပါရစေ။မိမိတွေကမြင်းစရာဖြစ်ရှိနေပေးတဲ့ကိုကြီးအခုတွေ့တော့လဲလိုအပ်ချက်တွေတင်ပြပြောပြပေးတဲ့ကိုကြီးရဲ့စကားတွေနားထောင်မှသားပြီးရှေ့လျှောက်ကိုကြီးလို့တော်တယ်ထမ်းမြက်တဲ့အနုပညာရှင်တယောက်ဖြစ်အောင်ကြိုးစားသွားပါမယ်ခင်ဗျာ။ကိုကြီးပြီးတဲ့ဆုနဲ့လည်းပြည့်ရပါစေလို့ပြောခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမျှဝေတင်ဆက်ပေးလိုက်ပါရနော်။ အခုတင်ဆက်ပေးချင်တာကတော့မန်လီမြို့မှာသိန်းပေါင်း3000ကျော်ဒန်ဗယ်လာကြီးကိုဝယ်ယူပြီးအိမ်တက်တပ်ပွဲကြီးကျင်းပကပရိုက်တာအဖြစ်အလှကြီးတစ်ခုပေးသွားမယ်အောင်တမာတိမတ်စဉ်နမေကျော်နုပညာရှင်တဦးအနေနဲ့ဒါမကစီးပွားရေးလောကထဲမှာပါမမျှော်လင့်ပွဲအောင်မြင်နေသူအောင်တမာတိရဲ့မတ်စဉ်ကတော့လက်ရှိချိန်မှာမန္တလေးမြို့အနီးမှာရှိနေတဲ့ Luxury Villa တစ်ခုကိုသိန်းပေါင်း3000ကျော်ဒန်နဲ့ဝယ်ယူပြီးအိမ်တက်တပ်ပွဲကျင်းပတော့မယ်လို့သိရပါဗျာ အင်းနှစ်တပ်ပွဲမှာမိသားစုမိတ်ဆွေအမှုပညာရှင်များအပြင်ဘုန်းတော်ကြီးများပါဝင်ဖိတ်ကြားထားပြီး Pride အဖွဲ့တွေအတွက်အလူကြီးတစ်ခုပေးသွားဖို့လည်းစီစဉ်ထားပါတယ်။ချမ်းသာလည်းမပြောနဲ့မလူတန်းမှုဆိုတာတော့မရှိတဲ့တကယ်အမှုပညာရှင်တဦးပါပဲပရိသတ်တွေကလည်းအတန်ငယ်ငယ်နဲ့အထီးအဆင့်ထိရောက်အောင်ကိုစူးစမ်းခဲ့ရတာမလွယ်တာပါလို့အချီးကျူးနေကြပါတယ်။အောင်သမာရီမန်းစင်ရဲ့အင်းနှစ်တပ်ပွဲလေးကိုကြားလည်းပရိသတ်ကြီးတွဲမျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။အခုတင်ဆက်ပေးချင်တာကတော့ရှင်နီကရောပွဲပေးပြီးရောပြုလုပ်ခါစတင်ရဂရောမဲ တိန်ကကျူမီနီစီးရီးရဲရင်သက်စာပရိုဒက်ရှင်မှာစီစဉ်ပြီးတော့ဇက်လန်ဆန်ညွန်အင်ဂျင်ဟန်ဒါရိုက်တာရဲရင်သက်စာမှာရိုက်ကူးမိဖြစ်ပြီးတော့ဆိုင်းစီတွန်ခန်းမီမီကိုကိုကြီးစရာရှင်ဒေါင်းဝေအေဒင်ယွန်းတရာဟန်အေဒီဦးရဲရင်စုနဲ့အနုပညာရှင်များစွာပါဝင်တင်ဆောင်ချက်မှာဖြစ်ပါတယ်။ရှင်းနေပြအောင်ကြိုးစားနေသူပင်ကိုကရိုးသားပြီးမဲ့အချက်နဲ့ထိတွေ့မိတဲ့အခါကိုချစ်တဲ့သူကိုရအောင်ယူဖို့အတွက်အရာရာပေးဆက်ဝင်သွားသူဝိကာအဖြစ်ဆိုင်းစီတွန်ခန်း ချမ်းသာသောမိသားစုမှဆင်းသက်လာတဲ့တဦးလေးသောသမီးမြတ်တာတရားကြီးမှပြီးလွန်စွာချစ်တတ်တဲ့သူအဘယ်ဖြစ်မိမိကိုယ်ကိုတသက်စစူးစားစေမော်တဲ့ဘဝကြီးမှချက်အောင်မြင်ဖို့အရာအလုံးကိုချငင်းဝန်သူ တင်ကပြခေါ် most အဖြစ်ကြည်စရာရှင်အဘဲကုံဒီမှရှေယာဝင်းအဘဲနှင့်ရံပတ်အဘဲကိုပါထုတ်ပြီးကုံကြီးကိုဦးစီးချင်သူတန့်ရှင်ဖြစ်ထောင်းဝေအဘဲအတွက်ယုံကြည်စိတ်ချသူအဘဲကုံဒီမှအတွင်းမှုရာလူရထားသူပွင့်ခတ်အဖြစ်ရောတရာဟန် တင်ကပြားရဲ့အမာယာကြောက်ကင်းနဲ့မှလဲစားခံရသူကိုစိုးမို့အဖြစ်အေတင်တင်ကပြားရဲ့တငယ်ချင်းမော်ရီတူဖြစ်ကတင်ကပြားနဲ့အပြိုင်ဆိုင်ကအနိုင်ယူလိုသူတီးအဖြစ်အေတီဥရောမတယောက်ဆောင်ချာမှာဖြစ်ပြီးတခြားလူပညာရှင်များကလည်းကြာရစေုံမှာအတိတ်ပောင်းတယောက်ဆောင်ချာမှာဖြစ်ပါတယ်ပရိသတ်ကြီးကရောတင်ကကြိုယုတ်တန်ဇလန်တွေကိုမျောလိရင်ခုန်နေကြပြီလားဆရာပရိသတ်ကြီးတို့များဝတင်ဆက်ပေးလိုက်ပါတယ်နော်အခုလူပညာသတင်းတွေကိုအချိန်ရတဲ့ဒီကြီးရှုနားဆင်ဖို့ ကျမတို့ရဲ့ Sally Mama YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိရှိရှိပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်။